ေခြင်းသို့မဟုတ်အမြဲမပြအောက်မေ့အပ်သောအရာစတင်ပြီးတော့နှာယူကြည့်လို့ရရအောင်နော်ဒီလိုပဲကနေစတင်ပြီးတော့ပြောရင်လည်းဆိုတော့တေခြင်းတရားကိုစဉ်းစားဆင်ခြင်ပဲဆိုရင်ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကနေစတင်ပြီးတော့မှတ်သားကြည့်ရအောင်ကိုဘဝရဲ့တချိန်ဒီမှာတေချာပေါက်ပျက်စီးသွားမယ်အမှန်တရားကိုစဉ်းစားဆင်ခြင်အပြင်ဘလို့အကျိုးကျေးဇူးတွေရနိုင်လဲ ေဂုတ်တို့ပါဠိတော်ဧကန်တိပတ်ထဲမှာမြတ်စွာဘုရားဟောထားတဲ့ဒေသနာလေးတစ်ခုရှိတယ်။ဧကဓမ္မောမိကဝေဘာဝိတော်မဟုရိကတော်ဧကတ္တနိတိတာယဝိဒါဂါယဏိရောဓာယဥပသမယပညာယသံဘောဓာယနိဗ္ဗာန်ယသဝတ္တတိလို့မြတ်စွာဘုရားဟောထားတယ်။အိဗေကဘာပြောလဲဆိုတော့ တည်ခြင်းတရားကိုစဉ်းစားဆင်ခြင်ရင်းလို့ဆိုတယ်တခုတော်တရားကိုပွားများကြမယ်ကျင့်ပါများစွာအထုကြမယ်ဆိုလို့ရှိရင်တဲ့အကျိုးကျေးဇူး9မျိုးရမယ်တဲ့အဲ့ဒီအကျိုးကျေးဇူး9မျိုးကဘာတွေလဲဆိုတော့နံပါတ်1ဧကန္တနိဗ္ဗိဒါယတေချာဘောတန်တရားဝစီရဲကိုညီးငွေတဲ့ဉာဏ်ကိုရမယ်တဲ့ဟောတေခြင်းတရားကိုကျင့်ပါများစွာအောက်မိတ်အမှတ်ရနေခြင်းအပြင် ဘဝတန်ရာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိမြင်နားလည်ပြီးတော့ဒါဟာကြုံမွေးစရာကောင်းတဲ့နှစ်သက်စရာကောင်းတဲ့အနေအထားတစ်ခုမဟုတ်ဘူးဆိုတဲ့အမြင်မှန်ကိုရပြီးတော့ဘဝခန္ဓာရဲ့အပေါ်မှာဘဝတန်ရာရဲ့အပေါ်မှာတေချာပေါက်ကြီးမွေးတဲ့ဉာဏ်ကိုရနိုင်နေတဲ့ ုတရားမှာတော့အင်းတို့လူညာဘဝခန္ဓာရဲ့ပုံမှာညင်းငွေတဲ့ညံမထက်တန်ညာလေးကိုပေါ့နော်။ပါဠိချင်းရဲ့တော့ကောင်းအောင်မာလိုလိုကောင်းတော့မာလိုလိုနဲ့ညောင်းနေချက်ကလေးတွေနဲ့နေနေကြတာ။တကယ်တကယ်ဘဝမှာကိုညောင်းနေထားတဲ့ကောင်းနေဆိုတဲ့အရာတွေဟာကိုထင်ထားသလိုမဟုတ်ပါဘူး။ကိုထင်ထားတာကတစ်မျိုးဖြစ်လာတာကတစ်မျိုးဟုတ်ရလားအဲ့တော့ဒါပါလေလို့မင်းရင်ဘဝရဲ့ပုံမှာ အမြင်မှမရကြသေးတာသတိချင်းတရားဆိုတာတကယ်တမ်းကဘဝရဲ့အမှန်တရားတစ်ခုပဲဒါကြောင့်သတိချင်းတရားကိုစဉ်းစားသိဉာဏ်ဖြင့်ဘဝရဲ့တယုတ်တကံအမှန်ကို သိနိုင်တယ်မြင်နိုင်တယ်ဟုတ်လားဒါကြောင့်မိမိရဲ့ဒီတတိဆိုတဲ့ပြတင်းပေါင်းကိုဖွင့်ပြီးတော့နောက်သတိချင်းတရားဆိုတဲ့ရှုခင်းကိုကောင်းကောင်းကြည်ကြည်သိနေတော့အဲ့ဒါဆိုလို့ရှိရင်ဘဝဟာအလွန်တန်ဖိုးမဲ့ပါလားဆိုတဲ့ နော်မှန်မှန်ကန်ကန်သိတယ်မြင်တယ်နားလည်တယ်ဉာဏ်ကိုရနိုင်တယ်ခုတက္ကမတော့ဦးကြီးတို့တွေကဘဝရဲ့အကြောင်းကိုအောက်မသိသေးဘူးဆိုတာကအဲ့ဒီသိခြင်းတရားကိုမေ့ထားခြင်းကလည်းပဲဘဝရဲ့အကြောင်းကိုမသိခြင်းရဲ့အကြောင်းတရားတစ်ခုဟုတ်လားဒါကြောင့်မြတ်စွာဘုရားကသိခြင်းတရားကိုစဉ်းစားဆင်ခြင်ဖြင့်နံပါတ်1ဧကန္တနိဗ္ဗိဒာယသေချာဖို့တန်တရားဝစီရဲကို ခန္ဓာကိုယ်ရဲ့ပုံမှာညင်းငွေတဲ့စိတ်ကိုညင်းငွေတဲ့ဉာဏ်ကိုကြားကိုရမယ်လို့ဒီလိုဟောတာဟုတ်လားဧကန္တနေကြီးရာယပြီးတော့ဝိရာဂာယနဝိရာဂာဆွမ်းမမှုကင်းတာဇာကကင်းတာဘဝခန္ဓာရဲ့ပုံမှာဘဝတရားရဲ့ပုံမှာမိမိနဲ့မိမိပတ်ဝန်းကျင်ရဲ့အပေါ်မှာဆွမ်းမမှုဆိုတဲ့ဇာကတရားနောက်ကင်းပြတ်သွားသည့်အတိအကျိုးကျေးဇူးကိုဖြစ်တွင်းစေနိုင်တယ်။တန်ရသော်ဗျာ တပည့်ယူတာညာနဲ့ကြည့်ပြီးတော့ဟောဘာဝိတော့မဟုလီကတော့သူပြောတယ်လို့ဒါတကယ်ကြီးပါများစွာပွားများမယ်မိမိတဏ္ဍာမှာဒီသိချင်းတရားကိုအမှတ်ရတဲ့မရဏတတိဒီတတိကိုကြီးပွားအောင်ထူထောင်မယ်ဆိုလို့ရှိရင်ဒီအကျိုးကျေးဇူးကတေချာကောင်းရမှာဟုတ်ရဲ့လားဝိရာဂာယနှမျိုးရှိတာနော်ဧကန္တနိဗ္ဗာယဝိရာဂာယပြီးတော့ပြောတော့နိရောဓာယ နိရောဓဆိုတာဒုက္ခချုပ်ငြိမ်းတာကိုပြောတာနောက်ဆွဲဘက်မှုຢာကကင်းပြီဆိုရင်ဒုက္ခကဖြစ်เสียကြောင်းမရှိဘူးလောဘကင်းပြီဆိုရင်ဒုက္ခဖြစ်เสียကြောင်းမရှိဘူးလောဘကဒုက္ခသမှုရိယသစ္စာဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားအမှန်ဟုတ်ဒါကြောင့်လောဘကိုခွာနိုင်တာနဲ့မြတ်လောဘကြောင့်ဖြစ်ပေါ်လာတဲ့ဒုက္ခတွေကလည်းခွာပြီးသားဖြစ်သွားတယ်ဟုတ်လားဒါကြောင့်ဧကန်တနေပြီတာယဝိရာဂာယနေရောတာယဒုက္ခခတိငြိမ်းတော့အဲ့ နောက်လေးခုမြောက်အကျိုးကျေးဇူးပါပြောတော့ဆိုတော့ဥပသမယာတဲ့နှလုံးစိတ်ဝမ်းငြိမ်းချမ်းဆိုတဲ့အကျိုးကျေးဇူးကိုလည်းရမယ်တဲ့ပေရင်တရားကိုစဉ်းစားရတယ်။တရားတော်တို့အင်းတို့ရဲ့စိတ်ဓာတ်ကတော့မငြိမ်းချမ်းဘူးမငြိမ်းဘူးမရှင်းလင်းဘူးမတည်ငြိမ်ဘူးဆိုတာစိတ်ကိုလှုပ်လက်လှုပ်လက်ခတ်နေအောင်နောက်စိတ်ကိုနှုတ်မဲ့ကိလေသာတရားတွေနောက်စိတ်ကိုပူပန်အောင်ရှုမြိုက်မဲ့ကိလေသာတရားတွေဖြစ်နေလို့စိတ်ကမငြိမ်ချမ်းတာ တည်ခြင်းဆိုတဲ့အမှန်တရားကိုစဉ်းစားခြင်းအဖြစ်အဲ့ဒီစိတ်ကိုနှိမ့်ဆက်မဲ့ပူလောင်အောင်ရှုံ့မြိုက်မဲ့အဲ့ဒီကိလေသာတရားတွေဟာနှဲပါသွားတယ်။တည်ခြင်းစဉ်းစားကြည့်လောဘတွေဒေါသတွေကြီးနေတယ်ဆိုတာဘဝမှာအမြင့်တာဝရကြီးနေနေရတော့မာမျိုးလို့တွေးနေလို့လောဘဒေါသတွေကဖြစ်နေတာ။နော်မတည်မြဲတဲ့ခန္ဓာခဏနေရင်ပြည့်စည်ရမှာပဲဆိုတဲ့အမြင်ကောင် ဒီအမှန်တရားကိုသာအောက်မေ့နေလေဆိုရင်လောဘဒေါသမောဟအဲ့ဒီချိန်မှာဖြစ်စရာကြောင်းမရှိဘူး။ဒါကြောင့်မြတ်စွာဘုရားကဥပတမယာသိခြင်းတရားကိုစဉ်းစားရင်နှလုံးစိတ်ဝင်ငြိမ်းအေးမှုကိုရဖို့ရမယ်လို့ဟောထားတာ။ဘယ်လိုမျိုးရှိသွားလဲ။ဒါအေကန္တနေမိတာယဝိဒါကယဏိရောဓာယဥပတမယာဒီမျိုးရှိနော်။နောက်ပါပြောတော့အဘိညာယအဘိညာယဆိုတာထူးသောဉာဏ်ဖြင့်သိလိမ့်မယ်လို့ပြောတာ။ထူးသောဉာဏ်ဖြင့်သိတယ်ဆိုတာတဲ့တဲ့ပြောရရင် ယုံနာခန္ဓာရဲ့အနိစ္စဒုက္ခအတ္တလက္ခဏာရဲ့သုံးပါးကိုသိတဲ့မြင်တဲ့ဝိပဿနာဉာဏ်ကိုရည်ညွှန်းတာတဘဝတစ်ခါသိရမယ်အသေးကိုတကယ်သာချိန်ပါများစွာအထုတ်မယ်ဆိုလို့ရှိရင်ဘဝမှာအချိန်နဲ့အမျှသိဆုံးနေတယ်လို့ဆိုတဲ့အနိစ္စသဘောကိုသိနိုင်တယ်မြင်နိုင်တယ်လို့ပြောတာသာဝိပဿနာဉာဏ်လို့ဆိုနိုင်မလားဆိုနိုင်တယ်အဩဇာကောင်းတယ်နော်သိခြင်းတရားကိုစဉ်းစားရင်ဝိပဿနာဉာဏ်ကိုရမယ်လို့ဒါလည်းဟောတာ ါကိုအပိညာရတဲ့ထူးသောဉာဏ်ဖြင့်သိလိမ့်မယ်လို့ပြောတာ။သမာဉာဏ်နဲ့သိတဲ့အသိဉာဏ်မျိုးထက်ပါတဲ့ထူးကဲတဲ့ဉာဏ်နဲ့သိတဲ့အသိကိုရလိမ့်မယ်လို့ပြောတာ။နောက်ပြီးတော့မပြောလို့များအပိညာရတန်ဘောဒါရတန်ဘောဒါရဆိုတာထိုးထွင်းပြီးတော့ထွင်းပေါက်ပြီးတော့သိတဲ့ဉာဏ်နဲ့ဉာဏ်အဲ့ဒါကမဉာဏ်ကိုရည်ညွှန်းတာ။သစ္စာလေးပါးကိုထိုးထွင်းပြီးတော့သိတဲ့မဉာဏ်ကိုရည်ညွှန်းတာ။ အလွန်ဆုရှားတက်မြတ်တဲ့တော့ဝရဇိလက်နဲ့များနဲ့တူတဲ့ညာပေါ့နိဗ္ဗာန်ကိုတော့သူသိနိုင်တဲ့မြင်နိုင်တဲ့ဘောဟာဆင်းရဲတယ်လို့သိတယ်လောဘတိဒုက္ခဖြစ်ခြင်းရဲ့အကြောင်းလို့သိတယ်လောဘချုပ်ခြင်းဒီဒုက္ခချုပ်ခြင်းလို့သိတယ်မဂ်ကိရှင်မာတိဒုက္ခချုပ်ခြင်းရာသို့ဆက်ရောက်စေသောအကျဉ်းလမ်းကြောင်းဖြစ်တယ်လို့သိတယ်သိတာတော့မှရိုးရိုးသိတာမဟုတ်ဘူးပဋိဝေဒနဲ့တို့တွင်ပြီးတော့သိတာအဲ့ဒီအဆင့်ကိုတောင်မှတင်းကြီးတရားကိုစဉ်းစားသိနေရခြင်းမရနိုင်ဘူးလားမရနိုင်ဘူး ဘယ်နှမျိုးရှိသွားပြီတော့၆မျိုးရှိသွားတယ်နော်ဒေကန္တနေပိရာယဝိဒါဂါယနေရောဓာယဥပသမယအဘိညာယသံဘောဓာယနိဗ္ဗာန်ယသဝတ္တံတိခုနကုမြောက်အကျိုးကျေးဇူးကနိဗ္ဗာန်ချမ်းသာကိုပုံဉဏ်ဖြင့်ဒီဘဝမသေးခင်မှာကိုပဲကျင့်ပါများစွာမျက်မှောက်ပြုပြီးတော့နေနိုင်သိမ့်မယ်တဲ့သိခြင်းတရားကိုစဉ်းစားရည်ဒါကြောင့်မိသက်ပေါင်းတော်ဒေသနာတွေကိုကြည်ကြည်ပြန့်ပြန့်နားလည်ဖို့လိုတယ်။ဒါမျက်စွာဖဲ့ရဲ့နှုတ်ကပတ်တော်အတွက် ပါဠိတော်အစ်စ်ပဲဟုတ်ရဲ့လားတေခြင်းတရားကိုစဉ်းစားရင်နိဗ္ဗာန်ချမ်းသာဖို့တောင်းမြေမောင်ပြုတ်နိုင်တယ်လို့အတီလည်းမြတ်စွာဘုရားဟောထားတာဒါကြောင့်ရှင်းသူတော်ဘောင်းကြီးတွေကတမတိတော်လည်းတုတ်တန်တို့သွားမရဏဒုတ်တိကိုနာနာပွားလို့ဒီလိုမျိုးဆွေယူစကားလေးတွေလုပ်ခဲ့တာမရှိဘူးလားရှိတယ်တကယ်မတေရနိဗ္ဗာန်ကိုရချင်တယ်ဆိုရင်ဘဝရဲ့အကြီးမားဆုံးအပြစ်အနာစာကြီးလို့ဆိုရမယ်တေခြင်းတရားကိုစဉ်းစားရတဲ့နော်တေရမယ်ဘဝဟာ ဘာကောင်းတယ်လို့ဆိုနိုင်မလဲဆိုတာကိုတော့ဒီမိကုံးကိုကောင်းကောင်းဖြေနိုင်အောင်ကြိုးစားရမယ်ဟုတ်တယ်မဟုတ်လားတော့ခဏနေရင်သိရမယ်ဘဝဟာကောင်းတာဘာရှိနိုင်လဲဆိုတာကိုမေးကြည့်တဲ့ပုဂ္ဂိုလ်ကိုဟုတ်ရလားဒါကြောင့်ပြည့်တဲ့ပေါင်းတော်ပေါင်းတို့သိခြင်းတရားကိုစဉ်းစားရင်ရရှိမဲ့အကျိုးကျေးဇူးခုနှစ်မျိုးတာမြတ်စွာဘုရားဟောထားတာခုဦးစင်းကတိချင်းတရားရဲ့အကျိုးကျေးဇူးတွေကိုပြောတာခုမှ10မိနစ်ပဲရှိသေးတယ်ဟုတ်လား ဒီကနေ့သိခြင်းတရားရဲ့အကျိုးကျေးဇူးကိုအထူးဥသာပေးပြီးတော့ပြောရင်လည်းကျေးဇူးတော်ရှင်ဝိသုဒ္ဓရုံဆိုဘုရားကြီးရေးသားတော်မူခဲ့တဲ့ပရမတ္ထသရူပဗေဒနီကျမ်းဆိုတာစောင့်ကြီးအထူးကြီးနှုတ်ရှိတယ်ဝိသုဒ္ဓိမဲ့ကျမ်းကိုနော် မိញံပြုတ်ပြီးတော့ရေးထားတဲ့ကျမ်းကြီးပါပဲ။နောက်ပြီးမှဆိုင်ရာကျမ်းဂန်ကြီးတစ်ခုပေါ့။အဲ့ဒီထဲမှာတေခြင်းတရားကိုစဉ်းစားဆင်ခြင် ရရှိနိုင်တဲ့အကျိုးကျေးဇူးကိုဂါထာဖွဲ့ပြီးတော့ဆောဘုရားကြီးရေးထားတာရှိတယ်။နောက်ပြည့်စွာဘုရားဟောတော်မူခဲ့တဲ့တရားဒေသနာတွေကိုမှွေနောက်ချောက်ချပြီးတော့ ဒါအစီအစဉ်တကျမှတ်သားရတွေ့အောင်ဆိုရင်ကလင်္ကာလေးသဘောမျိုးပေါ့ပါဠိလိုဆိုရင်တော့ဂါထာပေါ့နော်ပမာလိုဆိုရင်တော့ကဗျာပေါ့ဟုတ်လားတပါဠိဂါထာလေးသုံးပုဒ်ဆိုတော့ဘုရားကြီးရေးထားတယ်အဲ့ဒါကိုဦးဇင်းကအတိကကြောကျင်တာပေါ့ဟုတ်ရလားအဲ့ဒါကိုပေးတဲ့ပုံစံတော့အသေးချမှတ်သားမယ်နော်ဆိုတော့ဘုရားကြီးပထမဆုံးရေးလိုက်တဲ့အသေးချင်းတရားရဲ့စေသာရှင်ရရှိမဲ့အကျိုးကျေးဇူးကိုဖော်ပြတဲ့ဂါထာသုံးပုဒ်တွေကပထမဂါထာကမပြောထားလေဆိုတော့ အပမတ္တံတရာဟောတလဘတိအနပိရတိဇီဝိတိကတိဇတိပပန်သောခရေဘဝေတဲ့ကထာလေးကအပမတ္ထသရာဟောထလဘတိအနပိရတိဇီဝိနိကံတိဇေတိပပန်သောခရဟိကိုဤအပမတ္ထသရာဟောထအမြဲတမ်းမမိမလျော့ခြင်းဆိုတဲ့အပမာဒတရားနဲ့နေနိုင်လိမ့်မယ်တဲ့တင်းတရားကိုစဉ်းစားရအောင် တတိဆိုတဲ့အပ္ပမရတရားကောင်းမှုတွေကို အမှားရတဲ့တရားဟုတ်လားအလွန်တရားမှအရေးပါတဲ့သူတော်ကောင်းတရားအဲ့ဒီတတိလေးလွတ်လွတ်လေးလို့တရားဓမ္မတို့အရင်တို့တည်တည်တိတိုက်တာကိုမသိကြတာကိုဟုတ်လားအဲ့ဒီတတိကလေးအမြဲတမ်းရှိနေသေးခြင်းလေဆိုရင်ဘေးရှင်တရားကိုစဉ်းစားရင်အဲ့ဒီအကျိုးကျေးဇူးရမယ်တဲ့ဘေးရှင်တရားကိုအမှတ်ရတာနဲ့ကောင်းမှုကိုတန်းပြီးတော့အမှတ်ရတာပဲအခုတရားဆိုတာဒါပဲရှိတော့တာလို့မြင်လာတော့ ါကပစ္စည်းမှဆိုတော့အကုန်လုံးမရတော့ဘူးသူ့တဘာဝကိုကိုကမြင်မိသွားတယ်လို့ဖြစ်သွားတာဟုတ်ရဲ့လားအေးဒါကြောင့်တင်ခြင်းတရားကိုအမှတ်ရလိုက်တာနဲ့ကုသိုလ်ကောင်းမှုကိုအမှတ်ရတဲ့တတိခန္ဓာရဲ့အကြောင်းကိုအမှတ်ရတဲ့တတိဒါဖြစ်မလာဘူးလားဖြစ်လာတယ်အဲ့တော့လူတွေရဲ့စိတ်ဆိုတာကဒီဟာလေးကိုအရင်တို့သေချာစဉ်းစားကြည့်မယ်ဆိုရင်နော်ထိတ်လန့်မှကြောက်ရွံ့မှတရားကိုအမှတ်ရတဲ့သဘောရှိလားဟုတ်တယ်မို့လား ဆင်းရဲလေးတွေတံဝေရရဆိုတဲ့ဘုမစကားကိုလည်းရှိတယ်။တသိချင်းတရားလောက်ထိတ်လန့်စရာကောင်းတာကတကယ်တကယ်ကမရှိဘူး။တသိချင်းတရားကိုအမှတ်ရလိုက်တယ်နဲ့ကောင်းမှုကိုအမှတ်ရတဲ့စိတ်ကပြစ်မလာဘူးလား။ရှင်းလားလေ။ဒါလေးကိုဦးဇင်းတို့ပုံလေးတစ်ခုဦးဇင်းပြောပြမယ်။နောက်ရတော်ပြလည်းတော့ကကောသလမင်းကြီးဘုရားရဲ့အကြောင်းတော်ကိုတခါတလေဒီနေ့ကိုသူကလည်းပဲနှစ်ခေါက်သုံးခေါက်လောက်ကြွားကျင်သွားတာ။အဲ့တော့တစ်ချိန်မှာတော့ဘုရားရဲ့အကြောင်းတော်ကိုသူသွားမှာ။ အဆောင်ချက်နည်းနည်းလေးနဲ့သွားမှအဲ့ဒီတည်ငင်းကိုတကူဓမြတွေကရတဲ့အခါကျတော့ဘီရင်ကြီးဘယ်နေဘယ်ရမှာအဆောင်ချက်နည်းနည်းလေးနဲ့သွားမှဒါကြောင့်မလို့အဲ့ဒီနေ့မှာလမ်းကနေပြီးတော့ဘီရင်ကိုလှုပ်ကြံပြီးတော့ဒီလမ်းစီစဉ်ကိုလှုပ်ယူမယ်လို့အဲ့ဒါလို့ကိုသားဓမြ900လောက်ရှုပ်ပြီးတော့ကြံတည်တာပေါ့ဒါပေမဲ့ဘီရင်တို့ရဲ့ဘုံကံဆိုတာလည်းအလွန်ကြီးတာအဲ့ဒီနေ့မတိုင်ခင်မှာပဲနော် အဲ့ဒီနေ့မှာပဲအဲ့ဒီတဲ့င်းကိုဘင်းကြီးကရအဲ့ဒီကိုသားသမီးတွေကပဲတယောက်ပတ်သက်စာဖောက်ပြီးတော့ဘင်းကြီးဒီကိုတွန်းပြီးတော့တရင်ပေးတာအဲ့တော့နဲ့ဘင်းကစိတ်ဆိုပြီးတော့အလုံးကြီးမာတဲ့စစ်တဲ့ကြီးနဲ့တခါလေအဲ့ဒီတော်ထဲမှာပုံနေတဲ့ကိုသားသမီးတွေကိုဝိုင်းပြီးတော့ဖမ်းလိုက်တယ်။ဖမ်းပြီးတော့အကုန်လုံးအရှင်လက်လက်တခြင်းရှူပြီးတော့တတ်ပြစ်တယ်။ရဲဆက်ဆက်ပဲနမ်းပေးမှာအကုန်တခြင်းရှူထောင်းပြီးတော့တတ်ပြစ်တယ်။အဲ့ဒီပြီးဆိုတော့မှအဲ့ဒါဘုရားကျောင်းတော်ကိုသူသွားတယ်။ အဲ့တော့လူ900လောက်ကိုရရဆက်ဆက်သူတတ်လာတာဆိုတော့သူ့ရဲ့စိတ်ကကြီးကြီးလင်းလင်းရှိနိုင်မလားမရှိနိုင်ဘူးရသော်ပြရလဲတိတယ်။အော်ဒီပင်ကြီးအလွန်ရဆက်ကြံကြုံတဲ့အလုပ်ကိုလှုပ်လာခဲ့တယ်။ဒါပေမဲ့အဲ့ဒါကိုဒါလိုက်ပြောလိုက်ရင်လည်းပဲမင်းကြီးနေနဲ့အနေရခက်မှလည်းမြတ်စွာဘုရားကမလိုလားဟော။အဲ့ဒါနဲ့နေကင်းကြောင်တော်ကြီးနေပူကြီးဘယ်ကနေလာတော့ဟောဒီလိုဒီကြောင်ပဲဗျာဒီတော့ တော့တိုင်းကြီးအုပ်ချုပ်မင်းလေးဝါရီဆိုတဲ့ပုံပေါ်ဒီမှာအလုတ်ကလည်းအလွန်ရှုပ်ပါတယ်ဗျာအစာရှိတဲ့ဖြင့်ပြောမှာပေါ့အဲ့ဒီမှာမြတ်စွာဘုရားကမင်းကြီးကိုမပြောလဲဆိုတော့မင်းကြီးတဲ့တဲ့ကောင်ကတခုပြောမယ်နဲ့အတွက်အလွန်စိတ်ချယုံကြည်ရတဲ့လူယုံကမင်းကြီးအရှိရကနေပြီးတော့မိုးဒီလောက်အောင်မိုးဒီလောက်အောင်မြင့်နေမိုးလောက်ထိမြင့်နေတော့ကြောက်တော်ကြီးတကား nếu mà xin được nhận tất cả điều cũng chính chỉ vì rồi linh là gì để luôn đi từ đây ngồi làm việc này này các nói thế lưu yêu điều mà mấy nhí nói ra cả lời về ăn luôn nó muốn lâu chỉ nhận này tạo gì thì linh là gì đâu tất cả điều cũng nó ngồi chính chỉ vì rồi linh là gì để luôn từ đây cái này ăn luôn vậy giờ đi nhận nào mà nó muốn lâu chỉ nhận này tạo tạo gì thì xin được nhận tất cả điều cũng ngồi chính chỉ vì rồi linh là gì để luôn từ đây cái này ăn luôn vậy တကယ်လို့အမြန်ဖြစ်เสียကြောင်းတော့မရှိပါဘူးဖြစ်လာခဲ့မယ်ဆိုရင်မိကြီးမလုပ်မလဲတဲ့။ဗျာမြတ်စွာဘုရားဥမာပေးပြီးမေးတာ။အဲ့လိုမေးတဲ့အခါကျတော့မိကြီးကတစ်ချက်သူတွေ့ကနေစဉ်းစားပြီးတော့သူဖြေတယ်။သူဖြေတဲ့ဖြေတော့မှန်တယ်။ဘလို့ဖြေလဲဆိုတော့မြတ်စွာဘုရားတဲ့။အဲ့လိုမဖြစ်စဘူးထူခဲ့တဲ့ကြောက်เสียကောင်းတဲ့နော်တရဝအလုံးကုံအောင်ဖြတ်ကြီးမဲ့ဘေးကြီးမျိုးသား ပုံလို့ကြောင်လို့မရကာကွယ်လို့မရတဲ့ဘေးကြီးမျိုးသားတကယ်လို့တင့်လာမယ်ဆိုလို့ရှိရင်